ိပဝအုံပြူရှာဖွေကဲဆဲရေးတင်တဲ့ဖွင့်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံလူမှုကဲဆဲရေးအဖွဲ့မန်လေးတိုင်းဒေသကြီးကော်မတီမှကြီးမှု၍ရေကြီးရေရှမ်းဖြစ်စဉ်များအတွင်းရှားဖွေကဲဆဲရေးတွေလှုပ်ဆောင်ဖို့စပီပေါ့အသုံးပြုရှားဖွေကဲဆဲရေးတင်တန်းကိုဖွင့်လှစ်သွားမယ်လို့သိရပါတယ်။ အဆိုပါအတင်းနှံအောင်စပီပုတ်များဖြင့်ရေပြင်ရှားဖွေကဲဆဲရေးလုပ်ငန်းများအောင်ပူပေါင်းဆောင်ရွက်နိုင်စေဖို့နှင့်စနစ်ချပြီးစွဲရေးမြန်မာထေရေပြင်ရှားဖွေကဲဆဲရေးတမားထွေမွေးထုတ်ပေးနိုင်ဖို့ရည်ရွယ်ဖွင့်လင့်တင်ကြားပေးထားဖြစ်ပြီးယခုမေလ25ရက်မှ30ရက်အထိဖွင့်လင့်တင်ကြားပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ တင်နန်းတို့အသက်20မှ40ချောင်းကဲဆယ်ရေးတင်နန်းအခြေခံတက်ရောက်ပြီးသူရေကူးတပ်သူလိုအပ်ပါကရေပြင်ကဲဆယ်ရေးတွင် ကုတူပြူဆောင်ရွက်နိုင်သူငလင်ကဲဆယ်ရေးကာလ၌မိမိတို့မန်လေးတိုင်းကော်မတီရုံးနှင့်ပူးပေါင်းလှုပ်ဆောင်ခဲ့သူတွေကိုဦးစားပေးခေါ်ယူပေးသွားမှာဖြစ်တယ်လို့ဆိုပါအထိတ် တင်နန်းကာလာအထွင်အသုံးပြုမဲ့တင်ထောက်ကူများအလုံးကိုမြန်မာနိုင်ငံလူမှုကဲဆယ်ရေးအဖွဲ့မန်လေးတိုင်းကော်မတီမှထောက်ပံ့ပေးသွားမှာဖြစ်ပေမဲ့စပီပုတ်ထွေရဲ့73စီကုန်းချစရိတ်ကိုတင်နန်းတယောက်မဲ့တင်နန်းသားမှတဝက်ချခံပေးရမှာဖြစ်တယ်လို့သိရပါတယ်ရှင်။